အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုရားပြည့်မျှဝေဆွေးနွေးနေတာကတော့ဒီဇယ်ကား engine တွေပေါ့နော်ဒီဇယ်ကား engine တွေမှာဘာတွေကိုဂယူဆိုင်တင်လဲဘယ်အချက်တွေကိုဂယူဆိုင်တင်လဲပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီနေ့ live မှာဘုရားပြည့်မျှဝေဆွေးနွေးနေပါတယ်ကား engine တွေကတော့သတိထားရမယ့်အချက်တွေအများကြီးပဲရှိတယ်ဂယူဆိုင်ရမယ့်အချက်တွေအများကြီးပဲရှိတယ်နော်အဲတော့ကျွန်တော်တို့ဒီ design engine ပဲဖြစ်ဖြစ်ဓာတ်ဆီ engine ပဲဖြစ်ဖြစ် maintenance ဘိုင်းကိုတော့အဓိကခယူဆိုင်ရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကား engine ပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ် maintenance ကိုပုံမှန်ပြုလုပ်ပြီးမယ်ဆိုလို့ရှိရင်ဒီရေရှည်ပို့ပြီးတော့အဲဒီအကျန်းခံနိုင်တယ်ပို့ပြီးတော့ရေရှည်အသုံးပြုနိုင်တယ်ပေါ့နော်။အဲတက်တန်းပြည့်ဟိုသုံးနိုင်တယ်လို့ပြောရမှာပေါ့ဗျာเนาะဥမာပြောရမယ်ဆိုရင်အော်တိုဂီယာပေါက်တီကအော်တိုစီကိုပုံမှန်စစ်ဆေးလဲလဲပြီးမြဲအော်တိုစီလဲတဲ့အခါမှာ စကားဟူပါလဲပြီးမယ်ဆိုရင်အော်တိုဂီယာပေါက်ဒီက10နှစ်ဆိုလဲဟုတ်တယ်နှစ်20ဆိုလဲဟုတ်တယ်သုံးလို့ရတယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်နိုင်ငံမှာပေါ့နော်2000ခုနှစ်လောက်ကတချို့ကားတွေတောင်မှလက်ရှိအချိန်ကြီးပေါ့နော်အော်တိုဂီယာတွေကသုံးနေတုန်းရှိပါသေးတယ်အဲဒီ original အတိုင်းသုံးနေတဲ့ပုံစံမျိုးပေါ့နော်ရှိပါသေးတယ်ဒါကြောင့်ပေါ့နော်အဲပြောမယ်ဆိုရင်တော့ပုံမှန် made in နဲ့ပြုလုပ်ပေးမယ်ဆိုလို့ရှိရင်ပစ္စည်းတွေကရေရှည်အသုံးခံမှာဖြစ်ပါတယ် ဲ့တော့ကားအင်ဂျင်ကားအင်ဂျင်မှာ gasoline engine ကလည်းဘယူဆိုင်ရမယ့်အချက်တွေအများကြီးပဲရှိသလို diesel engine မှာလည်းဘယူဆိုင်ရမယ့်အချက်တွေရှိပါတယ်အဲ့ဒီထဲကမှ အရေးကြီးတဲ့ဘယူဆိုင်ရမယ့်အချက်တွေကိုမှဒီနေ့ live မှာမိတ်ဆွေတို့ကိုပူဇော်ပြမျှဝေဆွေးနွေးချင်ပါတယ်အဲ့ဒါကတော့အလုံး၅ချက်ရှိမြေပေါ့ဗျာနော်ဒါလေးကိုလည်းကျွန်တော်အသေးစိတ်လေးလည်းမျှဝေပေးချင်ပါတယ်အဲ့တော့ diesel engine တွေကို အဒီတေချာပေါ့နော် glue design နဲ့ maintenance ပုံမှန်ပြုလုပ်ပေးမယ်ဆိုလို့ရှိရင်ဒီဇိုင်း engine တွေကအကျန်းပို့ပြီးတော့ခံပါတယ်ပို့ပြီးတော့လည်းယုံအားကောင်းပြီးတော့မှပုံမှန်ပြုပြင်ထိန်းသိမ်းမှုသာရှိမယ်ဆိုလို့ရှိရင်ရီရှည်လည်းအဲတုံးလို့ရမယ်ပေါ့ဗျာနော် engine တက်တန်းလည်းပို့ပြီးတော့ရှိမယ်အဲဒီ car engine ရဲ့စွမ်းဆောင်ရည်ကလည်းပို့ပြီးတော့ကောင်းလာစီမှာဖြစ်ပါတယ်ဒါကြောင့်မယ်ဒီဇိုင်း engine တွေမှာဆိုလို့ရှိရင် glue design ရဲ့အချက်တွေရှိပါတယ် နံပါတ်1အနေနဲ့ကကြတော့ဒီဒိန်အင်ဂျင်တွေမှာ engine wine ကို view site ပေးရမယ်ပေါ့နော်ဒါကဘယ် engine ပဲဖြစ်ဖြစ်ပါ engine wine တွေကတော့ view site ရမှာပါ engine wine က engine တစ်လုံးရဲ့အသက်ပဲပြောရမှာပေါ့နော် engine လုံးမှာဆိုလို့ရှိရင် engine wine ကိုသာပုံမှန်စစ်စစ်လဲလဲပြီးမယ်ဆိုရင် engine ရဲ့တက်တန်းကဟိုလုံးဝကိုရေရှည်ခံမယ်ပေါ့ဗျာနော်အကြာကြီးပဲအသုံးပြုလို့ရမယ် engine wine ကိုကျွန်တော်တို့မလဲပန်းနဲ့ဟိုဒီတိုင်းပဲဖြည့်ပြီးသုံးတာက တော်တော်လေးအန္တရာယ်များတယ်ဒါကြောင့်မို့ကျွန်တော်အင်ဂျင်ဝိုင်းတွေကိုပုံမှန်လဲလဲပြီးရမယ်အဲ့နေရာမှာဒီဇယ်အင်ဂျင်တွေမှာအင်ဂျင်ဝိုင်းတွေကမဲလေးရှိတယ်ပေါ့နော်ပုံမှန်ထက်ပုံမှန်ကားတွေထက်ဆိုင်ရင်မဲညစ်သွားလေးရှိတယ်ဘာဖြစ်လို့လဲပေါ့နော်ဒါလေးလည်းကျွန်တော်ဘူးတရားပြမျှဝေဆွေးနွေးချင်ပါတယ်အဲ့ဒါကဒီဇယ်အင်ဂျင်တွေနဲ့ဓာတ်ဆီအင်ဂျင်တွေနဲ့ဒီအင်ဂျင်ကတော့ ICE အင်ဂျင်ပဲ internal combustion engine ပဲပေါ့နော်အတွင်းထဲမှာမီးလောင်ပေါက်ခွဲပြီးတော့မှပါဝါရတဲ့အင်ဂျင်တွေဒါကတော့အတူတူပဲဒါပေမဲ့ ဓာတ်ဆီအင်ဂျင်ဟာဆိုလို့ရှိရင်လောင်ကျွမ်းပေါက်ပွဲပြီးထွက်လာတဲ့ဓာတ်ငွေတွေထဲမှာအိတ်ဇောငွေတွေထဲမှာကျွန်တော်တို့ကာဗွန်မိုနောက်ဆိုက်တို့ဟိုက်ဒရိုကာဗွန်တို့ဒီနိုက်ထရိုဂျင်အောက်ဆိုက်တို့ပေါ့နော်ဒါတွေပါလာမယ်ဒါအဓိကဓာတ်ငွေတွေပေါ့အဲ့နေရာမှာဒီဇယ်အင်ဂျင်ကရောအဲ့လိုမျိုးအိတ်ဇောထဲမှာမထွက်ဘူးလားဆိုတော့ထွက်ပါတယ်ဒီဇယ်အင်ဂျင်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုး COHCNOH ဒီလိုခေါ်တဲ့ကာဗွန်မိုနောက်ဆိုက်တွေဟိုက်ဒရိုကာဗွန်တွေနောက်နိုက်ထရိုဂျင်အောက်ဆိုက်တွေဒါတွေကပုံမှန်ထွက်မှာပဲ အဲ့ဒီအပြင်ကို DJ engine မှာဆိုရင် particulate matter လို့ခေါ်တဲ့အမှုံမဲမဲလေးတွေပူပြီးတော့ထွက်တယ်။ဒါကြောင့်မယ်ကျွန်တော်တို့ DJ engine ရဲ့ exhaust ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပုံမှန်ထက်ဆိုင်ပူပြီးတော့မဲတယ်။အဲမီဂိုးတွေထွက်မယ်ဆိုလို့ရှိရင်ဓာတ်စီ engine ရဲ့မီဂိုးကအာတိတ်ပြီးတော့မမဲဘူးပေါ့နော်။ DJ engine ဆိုလို့ရှိရင် liver နေလိုက်တာနဲ့မီဂိုးကမဲညစ်ပြီးထွက်လာတယ်။အဲ့ဒါက PN လို့ခေါ်တဲ့ particulate matter အမှုံတွေကလည်းအဓိကပါဝင်နေပေါ့ဗျာနော်။ အဲ့ဒီအပြင်ကျွန်တော်တို့ဒီ engine ရဲ့ cylinder နံရံပေါ့ cylinder ကို engine ဝိုင်းကလှမ်းပြီးတော့အဲဒီစီကောင်းလေးနဲ့ဖြန်းပေးတာတို့ခုနတည်းကနေလှမ်းဖြန်းတာတို့အစားရှိပြင်လုတ်ပေးကြတယ်အဲ့လိုလုတ်ပြီးတဲ့အခါမှာ cylinder နံရံမှာ engine ဝိုင်းကိုဖြန်းတယ် ring ကနေချစ်ချမယ်အဲ့လိုမျိုးလုတ်ပြီးမယ် cylinder နံရံကို engine ဝိုင်းဖြန်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ convention chamber တင်းမှာ လောင်ကျွမ်းပောက်ပွဲပြီးသားအိဇောတွေကလည်းပင်စင်ရနေပြီးတော့မှတွန်းထုတ်တယ်အဲ့ဒီအချိန်မှာအိဇောဘာပွင့်ပြီးတော့တွန်းထုတ်ကြတယ် ဲ့နေရာမှာဆလနာနိုင်ငံမှာအဲ့ဒီအမှုံမဲမဲလေးတွေအိမ်စောတွေကနည်းနည်းတော့ကက်ညိသေးတယ်ပေါ့နော်အဲ့နေရာမှာအဲအင်ဂျင်ဝိုင်ကလှမ်းဖြန်းတဲ့အခါမှာအဲ့ဒီမဲမဲလေးတွေကအင်ဂျင်ဝိုင်ထဲမှာအပျော်ဝင်သွားပြီးတော့အင်ဂျင်ဝိုင်ကမဲလာစီတယ်ဒါကြောင့်ပဲဒီဇင်အင်ဂျင်နဲ့ဓာတ်ဆီအင်ဂျင်နဲ့နှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်အင်ဂျင်ဝိုင်ကဒီဇင်အင်ဂျင်ကလဲလဲပြီးချင်းအင်ဂျင်ဝိုင်လုံးဝကိုမဲညစ်သွားတယ်ဓာတ်ဆီအင်ဂျင်ဆိုလို့ချင်းအင်ဂျင်ဝိုင်လဲပြီးတဲ့အခါမှာအဲဒီ တိုင်းကြီးလိုက်အင်ဂျင်ဝိုင်းကကြည်ညိတုံးရှိသေးတယ်ဒီစိန်အင်ဂျင်ကတော့အင်ဂျင်ဝိုင်းထဲလိုက်ပြီးတာနဲ့အင်ဂျင်နှိုးလိုက်မယ်ပြန်တိုင်းကြည့်တာနဲ့ကိုလုံးဝကိုမဲညစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒါက particulate matter လို့ခေါ်တဲ့ PM ဆိုတဲ့အမှုန်လေးကြောင့်စိန်ပြီးတော့မဲလေးရှိပါတယ်เนาะအဲ့မှာကျွန်တော်တို့ဒီပထမအချက်ပေါ့เนาะကျွန်တော်ရှင်းပြခြင်းနဲ့ဒီဇယ်အင်ဂျင်မှာအင်ဂျင်ဝိုင်းကိုဟိုဂယူဆိုက်ရမယ်ဆိုတဲ့အချက်မှာပေါ့เนา အင်ဂျင်ဝိုင်းကိုကျွန်တော်တို့ကပုံမှန်လဲဖို့လိုအပ်တယ်အင်ဂျင်ဝိုင်းကိုပုံမှန်လဲပြီးချင်းအဖြစ်အင်ဂျင်ရဲ့တက်တန်းကိုပို့ပြီးတော့ရှေ့ကြစီမှာဖြစ်ပါတယ်ဒါကြောင့်မယ်အင်ဂျင်ဝိုင်းကိုပိုဒီပုံမှန်တိုင်းလဲနေစီခြင်းတယ်အဲ့လိုအင်ဂျင်ဝိုင်းလဲတဲ့အခါမှာကျွန်တော်အင်ဂျင်ဝိုင်း grade ကိုလည်းဂယုဆိုင်ပြီးတော့ကြည့်ဖို့လိုအပ်တယ်ဒီဇိုင်းအင်ဂျင်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်15 40အများဆုံးသုံးရတယ်ဗောနော်ဒါကဒီဇိုင်းအင်ဂျင်တိုင်းအဲသုံးသင်းတဲ့အင်ဂျင်ဝိုင်း grade မဟုတ်ဘူးလို့ပဲပြောခြင်းတယ်။ဘာကြောင့်လဲဆိုတော့အင်ဂျင်ဝိုင်းတွေကဒီကျွန်တော်တို့ဆိုရင်ဗျာ ဒါဒီဇယ်အင်ဂျင်ဆိုတာနဲ့15 40သုံးကြတယ်နောက်ဒီအင်ဂျင်ကပေါ့နော်သူ့ရဲ့အဲတက်မှတ်ထားတဲ့ကီလိုတွေကဘယ်လောက်ဖြစ်နေပြီလဲတသိန်းကျော်နေပြီနှစ်သိန်းကျော်နေပြီအစားကြီးတွေပြင်ဒီလိုမျိုးတွေအခါမှာ engine wire grade ကိုပို့ပြီးတော့မြင့်လာတယ်သုံးကြတယ်ဒါပေမဲ့ကျွန်တော်တို့သတိထားရမှာက diesel engine တွေကအရင်တော့ကတော့ရိုးအထောင်ပံ့နေနဲ့ဘာ control စနစ်မှမပါဘဲနဲ့သုံးခဲ့ပေမဲ့လက်ရှိယနေ့သုံးနေတဲ့ကားတွေမှာ diesel engine တွေမှာ common rail လို့ခေါ်တဲ့ CRS စနစ်တွေကိုသုံးလာကြတယ်ပေါ့နော် ကွန်မိုနီစနစ်တွေပေါ့ကွန်မိုနီစနစ်တွေဆိုရင်ရိုးရိုးဒီဇယ်အင်ဂျင်တွေထပ်ဆိုင်စီဖြန်းတဲ့ဖီအားကအရန်ကိုမြင့်တယ်အဲ့တော့အဲ့ဒီအတွက်ကိုပေါ့နော်ဒီအင်ဂျင်မှာသုံးတဲ့အင်ဂျင်ဝိုင်ကလည်းအရန်အရေးကြီးလာတယ်အင်ဂျင်ဝိုင်ကဟိုဘယ်လိုပြောမလဲဆိုတော့အမျိုးအစားကောင်းမှုလည်းလိုအပ်တယ် C grade တွေအင်ဂျင်ဝိုင် grade တွေမှန်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့ကျွန်တော်ကွန်မိုရီဒီဇယ်တွေဆိုရင်ဘာကိုပဲထည့်ပြီးပါလို့ပြောလဲဆိုတော့30 30ပဲသုံးပြီးပါဆိုပြီးတော့ အာဒီ rebel manual တွေ owner manual တွေမှာပါပြီးသားဖြစ်ပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ commodity training တွေသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းဆရာတွေကတေချာမှားတယ်ပေါ့เนาะ commodity diesel တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ engine wiring ကို30 30ပဲထည့်ပေးပါဆိုပြီးတော့သူတို့ကတေချာကိုညှို့မေးပါတယ်အဲ့တော့ဒီ engine နဲ့ใกล้ညီတဲ့ engine wiring grade ကိုသူတို့သတ်မှတ်ပြီးသားဖြစ်တယ်အဲ့ညာမှာကျွန်တော်တို့က15 40သုံးလို့မရဘူးလားပေါ့เนาะ15 40သုံးလို့ရပါတယ်ဒါပေမဲ့15 40သုံးရင် northern တန်ကြီးကျန်းလာတယ် အင်ဂျင်ကအတန်လေးပို့ပြီးတော့ထွက်လာတယ်ဒါတွေအားဆိုရင်ပန့်တော်စေကြောင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအင်ဂျင်ဝိုင်းကိုပို့ပြီးတော့ဆေးပစ်တဲ့15 40အင်ဂျင်ဝိုင်းကိုသုံးတာကြောင့်နောက်ဆက်တွဲအနေနဲ့ပို့ပြီးတော့ဆက်တန်ကြီးကျန်းလာတာဖြစ်ပါတယ်ဒါကြောင့်ဟိုအကုန်လုံးကချိတ်ဆက်နေကြတာပေါ့ဗျာနော်ဒါကြောင့်မဲကျွန်တော်တို့ကအင်ဂျင်ဝိုင်းကိုဒီဇယ်အင်ဂျင်ဒီမှာဆိုရင်အင်ဂျင်ဝိုင်းသုံးတဲ့အခါမှာလည်းဒီချာ view size ချိန်ချင်တယ်ဒီဇယ်အင်ဂျင်ကဒီ compression ignition engine ဖြစ်တဲ့ဟိုဖိအားတွေကလည်းအရင်မြင့်တယ်ပူပြီးတော့လည်းပူတယ်ပေါ့ဗျာနော် compression အရင်မြင်တဲ့အတွက်ပူပြီးတော့ပူတယ်ဖိအားမြင့်ပူခြင်းကတော့မြင့်ပါပဲဒါကြောင့်ပဲ engine ဝင်ပြောက်ကြတယ်ပေါ့ဒါပေမဲ့ commodity တွေဒီမှာတော့ကျွန်တော်တို့က engine grade တွေကိုအရင်ကြီးမြင့်တာတွေသုံးလို့မရဘူးသုံးရင်နောက်ဆက်တွဲဖြစ်လာတဲ့ပြစ်ချက်တွေရှိတယ်ပေါ့နော်ဒါကြောင့်ပဲကျွန်တော်တို့အဲ့ဒီ engine တွေကသတိထားစေချင်ပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့က engine ဝင်တဲ့ကို engine ဝင်တိုးတဲ့ပြဿနာပေါ့ဗျာနော်ဒီဇယ်အင်ဂျင်မှာအဲ့ဒါတော်တော်များများဖြစ်ကြတယ်ဒီဇယ်အင်ဂျင်တချို့မှာပေါ့နော် အင်ဂျင်ဝိုင်ကယော့သွားမယ်အနီထားမှာတိုးလာတယ်အတိုးလာရင်တော့မဟုတ်တော့ဘူးဒါအင်ဂျင်ဝိုင်ဆိုတာတိုးနေတဲ့တိုးတဲ့အမျိုးအစားမဟုတ်ဘူးယော့တဲ့အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့ဒီမှာအင်ဂျင်ဝိုင်တိုးလာရင်ကျွန်တော်အင်ဂျင်ဝိုင်ကိုအနံ့ခံကြည့်လိုက်အဲ့ဒီမှာအနံ့ကဒီဇယ်နဲ့ထွက်နေတယ်ဆိုရင်ဒါကများသောအဖြစ်ပေါ့နော်စီပြန်ပိုက်တွေမလုံတာတို့ပါတို့ဒီလိုပြစ်ချက်မျိုးကြီးကြောင်ဖြစ်တတ်တယ်အဲ့တော့တချို့ကားတွေကဆိုရင်ဒီတိုက်ပစ်ဖုံးထဲမှာအာကျွန်တော်တိုက်ပစ်ဖုံးထဲမှာဒီနော်ဇယ်ကိုစိုက်ထားတယ်အဲ့ဒီမှာနော်ဇယ်ရဲ့စီပြန်ကလည်း လက်ပြဖုံဖြုတ်မှပဲတွေ့ရတယ်အဲ့တော့အတွင်းထဲမှာဒီဇယ်ယူနေတာကျွန်တော်တို့ကမသိရဘူးအပြင်ဆိုတော့ယူဆိုင်သွားတာသိရပေါ့ဗျာနော်အဲ့တော့အတွင်းထဲမှာဆိုရင်တိုက်ပြဖုံထဲမှာဖြစ်တဲ့အတွက်ဒီဇယ်ဒီယူနေတာကိုကျွန်တော်မသိနိုင်ဘူးအဲ့ဒီကနေပြီးတော့သွားဘယ်ကိုကြာသွားလဲဆိုတော့ကျွန်တော်ဒီ engine ရဲ့ crank kit ကနေပြီးတော့မှအပေါ်ကိုအငွေ့ ထွက်ဖို့အတွက်လှုပ်ထားတဲ့အပေါက်လေးတွေရှိတယ်အဲ့ဒီမှာအဲ့ဒီအပေါက်ကပဲအင်ဂျင်ဝိုင်ပြန်ကျသွားတာအဲ့ဒီတော့အဲ့ဒီမှာအင်ဂျင်ဝိုင်နဲ့ဒီဒီဇယ်ကရောပြီးတော့အောက်ထဲကိုဆင်းသွားတယ်အဲ့ဒီမှာကျွန်တော်ဒီအင်ဂျင်ရဲ့ crank key ထဲမှာအင်ဂျင်ဝိုင်တွေကိုဒီဇယ်တွေရောပြီးတော့မှအင်ဂျင်ဝိုင်တွေကပို့ပြီးတော့များလာစေတယ်ဒါကြောင့်ကျွန်တော်တို့ပေါ့နော်အင်ဂျင်ဝိုင်ကိုစစ်ကြည့်လိုက်လို့ဒီဇယ်အင်ဂျင်လုံးက အင်ဂျင်ဝိုင်းကိုစီးကြည့်လိုက်လို့များနေတယ်ဆိုရင်တော့များသောအားဖြင့်ဒီဇယ်တွေရောနေတာဖြစ်တယ်။ဒါကိုလည်းစစ်ဆေးစီချင်ပါတယ်เนาะ။ဒါတော့နံပါတ်1အနေနဲ့ကတော့အဓိကတော့အင်ဂျင်ဝိုင်းပေါ့ဗျာเนาะ။အင်ဂျင်ဝိုင်းကိုဘယ်ယူဆိုင်ရမလဲ။အင်ဂျင်ဝိုင်းအရေးသွေးအင်ဂျင်ဝိုင်း grade ဒါတွေကြည့်ရမလဲ။အင်ဂျင်ဝိုင်းတွေကိုဒီဇယ်ရောနေပြီလားဒါကိုစစ်ဆေးစီချင်ပါတယ်เนาะ။နံပါတ်2အနေနဲ့ကကြတော့လောင်စာစီ။ဒါလောင်စာစီကဓာတ်စီအင်ဂျင်ပဲဖြစ်ဖြစ်ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ်ဒါအဲဂယူဆိုင်ရမှာပဲပေါ့เนาะ။ ဲ့တော့ကျွန်တော်တို့ diesel engine မှာလောင်စာဆီကိုအကျဉ်းချင်းကျွန်တော်နိုင်ငံမှာနှစ်မျိုးသုံးရတယ်ပေါ့နော်တစ်မျိုးကကျတော့ UO diesel အဲနောက်တစ်မျိုးကကျတော့ premium diesel ပေါ့နှစ်မျိုးသုံးရတယ်အဲ့ဒီနေရာမှာရိုးရိုးဒီဇယ်ကိုသုံးတာနဲ့ပရီမီယံဒီဇယ်ကိုသုံးတာဈေးနှုန်းကတော့ကွာတယ်ဒါပေမဲ့ရိုးရိုးဒီဇယ်ကတချို့ဒီဇယ်အင်ဂျင်တွေမှာသုံးလို့ရပေမဲ့ကွန်မွန်ရီဒီဇယ်အင်ဂျင်တွေမှာလုံးဝသုံးခွင့်မရှိဘူးလုံးဝမသုံးသင့်ဘူးပေါ့နော်ရိုးဒီဇယ်သုံးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကွန်မွန်ရီဒီဇယ်တွေကနော်ဇယ်တွေပြတ်တယ် ပန့်တော်စီပြတ်တာပေါ့နော်အဲ့တော့ယိုယိုကားတွေ啊ဆိုလို့ရှိရင်ယိုကားဆိုတာကျွန်တော်ဗာကွန်ထရိုးစနစ်မှမပါတဲ့ကားတွေကပန့်တော်စီပြတ်လို့ပြင်ရတဲ့အခါမှာကုန်ကျစရိတ်ကနည်းတယ်ဒါပေမဲ့ကွန်မွန်ရေးဒီဇယ်ကိုသုံးထားတဲ့အင်ဂျင်နီယာဆိုလို့ရှိရင်ပန့်တော်စီပြတ်သွားရင် နော်ဇယ်တလုံးကိုတိမ့်နေချီပြီးတော့ကုန်ကျတာမျိုးတွေနော်ဇယ်လဲရမယ်ဆိုရင်အဲတိမ့်၁၀ကနန်းပဝင်းကျန်တော့ကုန်ကျတာမျိုးတွေရှိပါတယ်เนาะဒါကြောင့်မဲ့နော်ဇယ်ဥမာ၄လုံးလဲရတယ်လို့၆လုံးလဲရတယ်လို့ဆိုရင်ကုန်ကျစရိတ်ကအရင်များသွားမယ်ပေါ့ဗျာเนาะဒါကြောင့်မဲ့ကျွန်တော်တို့ကလောင်စာစီကိုလည်း ဂယူဆိုင်ရမယ်လောင်စာစီကယူဒီဇယ်ကိုမသုံးသင့်မှန်းတဲ့ပရီမီယံဒီဇယ်ကိုပဲသုံးပေးရမယ်ဒါအပြင်ကျွန်တော်တို့ကဘာကိုဂယူဆိုင်ရအောင်မလဲဆိုတော့ဒီအာစီဖီတာတွေပေါ့နော်စီဖီတာတွေလည်းကျွန်တော်ဂယူဆိုင်ပေးရမယ်စီဖီတာထဲမှာရေဒီကြံနေတာတို့ရေအိုဒီဇယ်ဒီဇယ်ရဲ့ပန့်နေတော်တွေတွေကအရင်ကြောက်တယ်ပေါ့နော်အဲ့တော့ရေပါသွားပြီဆိုလို့ရှိရင် နောက်ဆက်တွဲအနေနဲ့ကပန့်နေနော်ဆယ်တွေမြန်မြန်ဆန်ဆန်ပျက်စီးနေတယ်ဒါကြောင့်မဲ့ကျွန်တော်တို့ကအဲ့ဒီဘိုင်းကိုအထူးဂယူဆိုင်ရမယ့်အထဲမှာပါဝင်ပါတယ်နော်ဒါကြောင့်မဲ့ ကျွန်တော်လောင်စာစီပေါ့ဗျာနော်လောင်စာစီကိုတေချာကြည့်ဆိုက်ရမယ်လောင်စာစီရည်သွေးနှိမ့်တာကိုသုံးရင်ပန့်နဲ့နော်စင်နဲ့ပြတ်တဲ့အခါမှာနောက်ဆက်တွဲကကုန်ကြစေရဲများပါတယ်နော်ဒါကြောင့်နံပါတ်1အနေနဲ့ကတော့လောင်စာစီကိုကြည့်ဆိုက်ပြီးပါနံပါတ်3အနေနဲ့ကတော့ဒီဇယ်အင်ဂျင်တော်တော်များများမှာပါဝင်တဲ့အာတာဘူချာချာပေါ့နော်တာဘူချာချာကဒီဇယ်အင်ဂျင်တော်တော်များများမှာပါဝင်ပါတယ်ဓာတ်စီအင်ဂျင်ကတော့တချို့အင်ဂျင်မှာသာပါပေမဲ့ဓာတ်စီအင်ဂျင်တွေကတော့အင်ဂျင်ပါဝါကြီးလာရင်တော့ပါတယ်အင်ဂျင်ပါဝါသေးတဲ့အင်ဂျင်တွေမှာတာဘူချာချာတိတ်ပြီးတော့ပါလိမ့်မရှိဘူး ဲ့တော့ဒီဇယ်အင်ဂျင်ဒီမှာတော်တော်များများကတော့တာဝန်ချာချာပါကိုပါတယ်ဗောနော်အဲ့တော့တာဝန်ချာချာပါတဲ့အခါမှာတာဝန်ချာချာကဒီတာဝန်ချက်ဒီကနေပြီးတော့အင်ဂျင်ဝိုင်းနေအဲကြော်တဲ့ပြဿနာတွေဖြစ်တယ်တာဝန်ချက်စားပြီးတော့အင်ဂျင်ဝိုင်းယူစိတ်နဲ့ပြဿနာတွေဖြစ်တယ်ဗောနော်အဲ့ဒါကဘာကြောင့်ဖြစ်ရလဲဆိုတော့ဟိုကျွန်တော်တို့အနေနဲ့ဗောနော်ဟိုဘယ်လိုပြောမလဲဆိုတော့ပုံမှန်အဲဒီကားအင်ဂျင်တွေကိုပုံမှန်မဟုတ်ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ရက်တန့်တာဗောနော်ဥပမာပြောရမယ်ဆိုရင်ညာ ဟိုဒီတပုတ်ချက်ချပါတဲ့ကားတွေဆိုလို့ရှိရင်ကျွန်တော်တို့က highway mount နေပေါ့ဒီကားတည်းကို highway mount လိုက်တယ်အကားကိုရက်တက်လိုက်တယ်ဆိုရင်ကျွန်တော်ကဘာလုပ်ပြရလဲဆိုတော့စက္ကန့်30ဒါမိနစ်30မဟုတ်နော်စက္ကန့်30ကျွန်တော်မိနစ်ဝက်ပေါ့မိနစ်ဝက်လောက်နှိုးထားပြရတယ် engine ကိုဘာဖြစ်လို့လဲဆိုတော့တာဘိုမှာဆိုရင်တာဘိုရှက်ရှိတယ်တာဘိုရှက်မှာအေးခံပြီးတယ်ကူလန့်လိုင်းရှိတယ်ချောစီပြီးတယ်အဲဒီအင်ဂျင်ဝိုင်းလိုင်းရှိတယ်အဲ့တော့ကျွန်တော်တို့ engine ကရက်လိုက်ပြီးဒါပေမဲ့တာဘိုချာချာကအချိန်နဲ့လဲနေသေးတယ်ဘာကြောင့်လဲဆိုတော့ တာဘူရဲ့လေပတ်မှုနဲ့အင်ဂျင်ရဲ့လေပတ်မှုမှာတာဘူခြားခြားတစ်လုံးကအင်ဂျင် RPM 2000လောက်လီဘာနင်းထားရင်တော့မှတာဘူကတင်းနှန်းလောက်ထိလေတယ်အဲ့ဒီအတွက်အင်ဂျင်ကိုရုတ်တရက်ရက်လိုက်ပြင်မဲ့တာဘူကလေနေတုံးရှိသေးတယ်အဲ့လိုတာဘူကလေနေတုံးရှိတဲ့အနေအထားမှာအင်ဂျင်ဝိုင်ကတာအဲဒီအင်ဂျင်ရက်လိုက်တဲ့အတွက်အင်ဂျင်ဝိုင်ပန့်ကအလုံးမလုံးရင်အင်ဂျင်ဝိုင်ကတာဘူခြားခြားကိုဖိအားနဲ့အပြေဝါမရောက်တော့ဘူးအဲ့လိုအနေအထားမှာတာဘူချက်တွေကအင်ဂျင်ဝိုင်အပြေဝါမရောက်တဲ့အတွက်စိုင်းစိုင်းရနေပြပြချင်းတာဘူချက်တွေခြောင်ပြီးတော့ တာဘူကအင်ဂျွန်ကျော်တဲ့ပြဿနာဖြစ်ရင်းကနေနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့တာဘူရှက်ကျိုးတဲ့အဆင့်ထိဖြစ်တယ်တော်တော်လေးကိုအန်ဒီအများတဲ့အဆင့်ပေါ့ဗျာနော်တာဘူရှက်ကျိုးတဲ့အဆင့်ထိဖြစ်ပါတယ်ဒါကြောင့်မို့နော်ဒီဇင်အင်ဂျင်တွေမှာအင်ဂျင်ရပ်တန့်မှုကိုတေချာဂရုစိုက်ပေးရမယ်ဟိုင်ဝေးမောင်းပြီးသွားရင်ကျွန်တော်တို့ကတမိနှလောက်အင်ဂျင်ကိုဆလိုးနဲ့နှိုးထားလိုက်ဗျာဒါဆိုရင်ပြဿနာမရှိဘူးတောင်ဝန်းတောင်တွေသွားပြီးသွားတယ်ဝင်နေဆွဲပြီးသွားရဆိုရင်အဲ့ဒီအင်ဂျင်ကို2မိနစ်နှိုးပေးရတယ်ဒါကသူ့ရဲ့ပုံမှန်လုံယိုးလုံးစင်ဖြစ်ပါတယ်နော်အဲ့လိုမလုပ်ဘူးဆိုရင်တာဘူချာချာတွေပျက်စီးတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဒုက္ခ ရောက်တယ်ကုန်ကြမ်းစည်တွေရမ်းများတယ်နောက်တစ်ချက်အနေနဲ့ကတာဝန်ချာချာနဲ့တွဲရက်လေးပိုက်တွေဆေးရမယ်လေးစစ်တွေဆေးရမယ်ဗောနော်ဒါပြင်တာဝန်ချာချာပါတဲ့ကားတွေမှာအင်တာကူလာပါတယ်အင်တာကူလာကြီးပိတ်နေလားဆိုတာကိုလည်းကျွန်တော်အနေနဲ့ဒါမဖြစ်မနေစစ်ဆေးပြီးဖို့လိုအပ်ပါတယ်ဗောနော်အဲကြောင့်တာဝန်ချာချာပါတဲ့ကားတွေမှာတေချာတာဝန်ချာချာဒီဇိုင်းအင်ဂျင်တွေမှာတာဝန်ချာချာဘီယူဆိုင်ရမယ်လေးစစ်တွေလေးပိုက်တွေလည်းယူဆိုင်ပေးရမယ်လေးစစ်တွေပိတ်တာတို့လေးပိုက်တွေကလစ်တွေပြုတ်တာတို့ဆိုတာကတာဝန်ချာချာကိုလည်းမြန်မြန်ဆန်ဆန်ပြည့်စည်နေတယ်အင်ဂျင်ကိုလည်းထိခိုက်မှုများစေတယ်ဗောနော် နံပါတ်၄ချက်အနေနဲ့ကကြတော့တိုင်ပင်ချိန်နေတိုင်ပင်ဘက်တွေကိုဂယူဆိုင်ရမယ်ဒီ diesel engine ဟာဆိုလို့ရှိရင် compression ignition engine ဖြစ်တဲ့ကိုယ်တိုင်မီးလောင်ပေါက်ကွဲဖိကျစ်ပြီးတော့မှလောင်ကျွမ်းပေါက်ကွဲတဲ့ engine တွေဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်တိုင်ပင်ချိန်နေတိုင်ပင်ဘက်တွေက diesel engine နဲ့ဆိုင်ပူပြီးတော့ပျက်စီးဖို့ရခိုင်နှုန်းပိုများပါတယ်ဒါပေမဲ့သူကတော့တိုင်ပင်ချိန်နေတိုင်ပင်ဘက်တွေကတော့သတ်မှတ်ထားတဲ့ကီလိုရောက်မှသာလဲရတာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် diesel engineer ဆိုလို့ရှိရင်ပို့ပြီးဂယူဆိုင်ပေးရမယ် တကယ်လို့သာတိုင်ပင်ချိန်နေတိုင်ပင်ဘက်ဒီပြတ်ထွက်သွားရင်ဘာတွေဖြစ်မလဲဘာတွေကောက်မလဲကံဖြတ်ဒီကျိုးမယ်ကံဖြတ်ကက်ဒီလန်ထွက်သွားမယ်ပစ်စင်ဒီပေါက်သွားနိုင်တယ်ကွန်နက်တီနေကောက်မယ်ပစ်စင်ဒီပျက်စီးသွားနိုင်တယ်အစားရှိတယ်ဖြစ်ပေါ့သူ့ရဲ့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အာနောက်ဆက်တွဲဆူဂျူတွေအများကြီးပဲရှိတယ်ဒါကြောင့်တိုင်ပင်ချိန်နေတိုင်ပင်ဘက်တွေကိုတေချာကူးဆိုင်စီခြင်းပါတယ်ကားရဲ့ဒိုင်ကွက်မှာတိုင်ပင်တိုင်ပင်ဘက်မီးလင်းမှလဲတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမဖြစ်မနေစစ်ဆေးပေးတဲ့ဥမာ တိုတာ CD မှာဆိုရင်ကျွန်တော်တို့ 1KD 2KD တွေဆိုလို့ရှိရင်တိုင်ပင်ဘက်တွေနဲ့လာတယ် 1KZ တွေဆိုရင်တိုင်ပင်ဘက်တွေနဲ့လာတယ်အဲ့မှာဒီ charge စစ်ပြီးဖို့လိုအပ်တယ်ပေါ့ဗျာเนาะဒါကြောင့်မဲ view size ကြည့်ချင်ပါတယ်တိုင်ပင်ချင်းတွေတိုင်ပင်ဘက်တွေကမဖြစ်မနေ view size ဖို့အတွက်လိုအပ်တဲ့အဲအစိပ်ပိုင်းတွေပါနံပါတ်5နံပါတ်5အနေနဲ့ကကြတော့ exhaust စနစ်ကို view size ပေးရမယ်အဲ့တော့ဒီ diesel engine မှာဆိုလို့ရှိရင် exhaust ပိတ်တဲ့ပြဿနာတွေဖြစ်တဲ့ဓာတ်စီဓာတ်ဆိုင်ပုံပြီးတော့ဖြစ်တယ်လို့ပြောရမယ်ဘာကြောင့်လဲဆိုတော့ diesel engine မှာဆိုလို့ရှိရင် ကနက်တစ်ကွန်မတာလို့ခေါ်တဲ့အိမ်ဇောကြောက်အိုးအိမ်ဇောကြောက်စကားပါတယ်ဒါပြင်သူ့မှာတွဲရက်ပါပါသေးလဲဆိုတော့ DPF လို့ခေါ်တဲ့ diesel particulate filter ပါသေးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ diesel particulate filter က PM လို့ခေါ်တဲ့ particulate matter အမှုံမဲမဲလေးတွေကိုစစ်ထုတ်ပေးထားတယ်အဲ့တော့ကြာလာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ပိတ်သွားတယ်ပိတ်သွားကျတော့ liver နင်းနေရတော့ liver ပြီးမနေတော့အရင်ချက်မိကြီးလင်းလာတယ်နောက်ဒီ DPF ပိတ်ပါတယ်ဆိုတော့အဲကျွန်တော်မိကြီးလင်းလာတယ်ပေါ့နော်ဒိုင်ဘက်မှာအဲ့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့ခလုတ်နဲ့ဆေးလို့ရတာလား ဆက်နယ်စီလို့ရတာလားဖြုတ်စီလို့ရတာလားဒါကိုဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဒါပြုပြင်ပေးဖို့လိုအပ်တယ်ဒါအပြင်အဲဒီအိတ်ဇောစနစ်မှာဆိုရင် SCR လို့ခေါ်တဲ့ selective catalytic reduction ဆိုတဲ့အိတ်ဇောကြောက်စကားတွေအိတ်ဇောကြောက်ဝင်တွေပါလာပြန်တယ်အဲ့ဒီမှာကျွန်တော်တို့ပါရှိမလဲဆိုတော့ဟိုပေါ့နော်ဒီ AD blue ပေါ့ဗျာနော် AD blue တွေဖြည့်ရတာမျိုးတွေရှိတယ်တချို့အင်ဂျင်တွေဆိုလို့ရှိရင်အဲ AD blue နဲနေပြီတတ်မှတ်တဲ့ level အောက်ကျနေပြီဆိုရင်ပေးမလို့တာမျိုးကြီးရှိပါတယ်เนาะဒါကြောင့် AD blue ပါတဲ့စနစ်တွေမှာဆိုရင်ထိကြကြီးဆိုင်စီခြင်းပါတယ်ဒါတော့ ဒီဇိုင်းအင်ဂျင်ဒီမှာ view site တဲ့အချက်၅ချက်ပေါ့ဗျာနော်တခြားဘိုင်းနေလဲစစ်စီးရမှာပါနော်ဒီ view site မှာပါဒါပေမဲ့ကျွန်တော်တို့အရေးကြီးတဲ့အပိုင်းချက်၅ချက်ကို make sure တို့ကိုဒီနေ့လိုက်မှာမျှဝေပြီးခဲ့တာပါနံပါတ်1အနေနဲ့ engine wire နံပါတ်2အနေနဲ့ lawzer စီနံပါတ်3အနေနဲ့ double charger အဲ double charger နဲ့ lazy lay byte ဒီပေါ့ဗျာနော်နံပါတ်4အနေနဲ့ timing chain သို့မဟုတ် timing bed ဒီနံပါတ်5အနေနဲ့ကကြတော့ exhaust နဲ့ဖြစ်တဲ့ DBF2 SCR တို့ပေါ့နော်ဒါတွေကို view site ပေးရမှာဖြစ်ပါတယ်ဒါကတော့ဒီဇိုင်း engine မှာ ဘာဒီကိုဂိူးဆိုင်တင်လဲဆိုတာကိုမိတ်ဆွေတို့ကိုဒီနေ့လိုက်မှာပူပြပြမြဝေဆွေးနွေးကြတာဖြစ်ပါတယ်ဒါဆိုလို့ရှင်တော့ဒီနေ့လိုက်မှာမှန်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျကိုထွန်းနဲ့လက်ရေးမင်္ဂလာပါခင်ဗျအာပိတာကျေးဇူးများကြီးတင်ပါတယ်ကိုဆိုင်ဆိုင်မင်္ဂလာပါခင်ဗျအာပိတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုစီလွင်ထွန်းမင်္ဂလာပါခင်ဗျအာပိတာကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လက်ရှိမှာတော့မန်လီမှာမဟုတ်ပါဘူးခင်ဗျကျွန်တော်တဝဲပြန်ကိုရောက်နေပါတယ်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်ကိုညင်ကြီးအောင်မင်္ဂလာပါခင်ဗျအာပိတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုစိုးဝင်းမင်္ဂလာပါခင်ဗျအာပိတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ တော့ဒီနေ့ live မှာကကြတော့ဟိုဘောနော်ဒီ diesel engine မှာဘယ်ယူဆိုင်ရမယ့်အချက်လေးတွေဘောနော်ဒါလေးတွေကျွန်တော် diesel engine ကတိတ်ပြီးတော့ live မလွင်ပြလို့ကျွန်တော်ဒီနေ့ခေါင်းစဉ်လေးစဉ်းစားပြီးတော့ live လွင်ပေးလိုက်တာဘောနော်ဘာဖြစ်လဲဆိုတော့ဒီဒီဓာတ်စီအင်ဂျင်အကြောင်းပဲတော့တော်တော်များများပြောဖြစ်တယ်အင်ဂျင်တုံနာတို့ပလက်အကြောင်းတွေ၊ quai အကြောင်းတွေအလီဒကာအကြောင်းတွေစကြည့်ကြည့်ပြင်ပါတော့အဲ့ဒီဘိုင်းကြီးပဲကျွန်တော်တော်တော်များများပြောဖြစ်ပါတယ်။ဒါကြောင့်ဒီဇယ်အင်ဂျင်နဲ့တိတ်ပြီးတော့မပြောဖြစ်တဲ့အတွက်ကျွန်တော်ဒီဇယ်အင်ဂျင်အကြောင်းလေးကို အဲဒီနေ့ပေါ့နော်ခေါင်းစဉ်လေးနဲ့ကျွန်တော်မိတ်ဆွေတို့ကိုဝူတာပြမြဝေဆွေးနွေးကြတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ like မှာပေါ့နော် comment မဲ့မိကြတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ like ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်နေ့တွေမှာလည်းတနင်္လာနေ့မှာပေါ့နော်ဤပညာ share တွေကိုကျွန်တော်စဉ်းစားပြီးတော့လုပ်ပေးပါဦးမယ်ခင်ဗျဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်ဝင်ပြပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ